ဣတတဝုတုအခန်းကြီး1အငယ်1မှ22အိန္ဒြိယပြီးမှစ၍ကုရှပြည်တိုင်အောင်တိုင်းပြည်129ပြည်တို့ကိုအစိုးရတော်ရှင်ဘုရင် အာရွှေယုသည်ရှုရှံနန်းတော်ရာဇပလင်ပေါ်မှာထိုင်၍နန်းဆန်၃နှစ်တွင် ပေရတိဘူ မေတိပူမြအပြပြသောမုံမတ်ဝင်းမင်းများတို့ကိုခေါ်၍မူးတော်မတ်တော်ကျွန်းတော်အပေါင်းတို့အဖို့ပွဲလုတော်မူ၏ထို့အခါနိုင်ငံတော်စီးစိန်ဘုံအာနုဘော်တော်ကို အရက်180ပတ်လုံးပြတော်မူ၏ ထိုကာလလွန်ပြီးမှရှင်ဘရင်သည် ရှုရှံနန်းတော်၌စီဝေသောသူအကြီးအငယ်အပေါင်းတို့အဖို့နန်းတော်အနာဥယင်တော်ဝင်းထဲမှခုနှစ်ရက်ပတ်လုံးပွဲခံတော်မူ၏ငွေကွင်းတက်သောကြောက်ဖြူတိုင်တို့၌မောင်းသောပိတ်ချောကျူးဖြင့်ဆွဲကာသောပိတ်ချောကလကအဖြူအစိမ့်အပြာတို့နှင့်၎င်းခင်းသောကြောက်ပြအနီးအပြာအဖြူအနက်တို့အပေါ်မှထားသော ရွှေငွေအနီအထိုင်တို့နှင့်လက်ကဥယင်တော်သည်ပြည့်စုံ၏ရှင်ပရင်စည်းစိမ်နှင့်လျော်စွာထူးခြားသောရွှေဖလားတို့နှင့်များစွာသောစပြည့်ရည်ကိုတောက်ကြ၏စပြည့်ရည်တောက်ခြင်းအမှုသည်တရားအတိုင်းဖြစ်၏အဘယ်သူကိုမျှအနိုင်မတောက်စေလူအပေါင်းတို့သည်ကိုယ်အလိုအလျောက်ပြုကြမည်အကြောင်းနန်းတော်အရာရှိအပေါင်းတို့ကိုရှင်ပရင်မိန့်တော်မူ၏ မိဖုရားဝါရှတိသည်လည်းရှင်ဘရင်အာရွေယုနန်းတော်သားမိမတို့အဖို့ပွဲလုပ်လေ၏မိဖုရားဝါရှတိသည်အစင်းလှသောကြောင့်ခုနှစ်ရက်မြောက်သောနေ့၌ရှင်ဘရင်သည်စပြည့်ရီတောက်၍ရှင်လန်းသောစိတ်ရှိသောအခါမိဖုရားအစင်းလှခြင်းအတရေကိုမင်းများနှင့်လူများတို့အားပြလိုသောငါမိဖုရားဝါရှတိကိုရာဇတရဖူဆောင်းစီ၍အထံတော်သို့ဆောင်ခဲ့ရမည်အကြောင်း မဟုမံဘိသတဟာဘောနာဘိကတအဘာကတဇီတာကာကတ်ဒီဟုသော အမှုတော်ထံမိမဆိုးခုနှစ်ယောက်တို့ကို မိန့်တော်မူ၏တို့ရာတွင် မိမဆိုးဆစ်ဆိုသော အမိန့်တော်ကိုမိဖုရားသည်ညင်းဆန်၍မလာဘဲနေ၏ထို့ကြောင့်ရှင်ဘရင်သည်အမျက်ထွက်၍ဒေါသမီးလောင်လျက်နေတော်မူ၏ထို့အခါကာရှေနရှေတာအဒမတ်တ တာရှိရှမေရက်မာတီနာမမှုကန်ဒီဟုသော ရှင်ဘုရင်၏မျက်နာတော်ကိုအစဉ်ဖူးမြင်၍နိုင်ငံတော်တွင်အမျက်ဆုံးသော ပေရတိမေတိအတွင်းဝင်မင်းခုနှစ်ပါးတို့သည်အနာတော်၌ထိုင်ရရှိ၍တရားစီရင်ရာလမ်းကိုလေ့ကျက်တော်သူ အပေါင်းတို့နှင့် ရှင်ဘရင်တိုင်ပင်သောထုံးစံရှိသည့်အတိုင်းအကျိုးအကြောင်းကိုနားလေသောထိုပညာရှိတို့ကိုခေါ်၍မိမဆူဆင့်ဆူသောငါရှင်ဘရင်အာရွှေယုအမိန့်တော်ကိုမိဖုရားဝါရှတိသည် နားမထောင်သောကြောင့်ဓမ္မသက်အတိုင်း သူ၌အဘယ်သို့စီရင်ရမည်နည်းဟုမေးတော်မူလျှင် မမှုကံကမိဖုရားဝါရှတိသည်အရှင်မင်းကြီးကိုသာပြစ်မာသည်မဟုတ်ပါ အရှင်မင်းကြီးအာရွေယုအစိုးရတော်မူသောတိုင်းပြည်အရရ၌ရှိသောမင်းများနှင့်စင်ရဲသားများအပေါင်းတို့ကို ပြစ်မာပါပြီရှင်ဘရင်အာရွေယုသည်မိဖုရားဝါရှတိကိုခေါ်၍မိဖုရား မလားဟုအနှက်အပြားပြောကြသဖြင့်မိဖုရားပြုသောဤအမှုကိုခတ်သိမ်းသောမိမာတို့သည်ကြား၍မိမိတို့ခင်ပွန်းကိုမထီမဲ့မြင်ပြုကြပါ ါလိမ့်မည်မိဖုရားပြုသောဤအမှုကိုပေရတိမေတိမင်းကတော်တို့သည်ကြားသိကြလျင်မူတော်မတ်တော်အပေါင်းတို့အားထိုနည်းတူပြန်ပြောသဖြင့်အာမနာတတ်သောစိတ်ဒေါသစိတ်တိုးပွားเสียအကြောင်းရှိပါလိမ့်မည်ဝါရှတိသည်အရှင်မင်းကြီးအာရွှေယုထံတော်သို့နောက်တပံမဝင်စေခြင်းငါအလိုတော်ရှိလျင်မဝင်စေနှင်းဟု မိန့်တော်မူပါ မပြောင်းလဲနိုင်သောအမိန့်တော်ရှိစေခြင်းငါ Spirit သည်မေတ္တသမတ်၌သွင်း၍ရေးစီတော်မူပါဝါရှတိထက်ကောင်းသောမိမကိုလည်းမိဖုရားအရာ၌ချီးမြှောက်တော်မူပါတို့ပြုလင်ရှင်ဘရင်ပေးတော်မူသော အမိန့်တော်ကိုကျယ်ဝန်းသောနိုင်ငံတော်တလျှောက်လုံးကြုံညာသောအခါမိမအပေါင်းတို့သည် ကိုခင်ပွန်အယုတ်အမျက်တို့ကိုယူတည်ကြပါလိမ့်မည်ဟု ရှင်ဘရင်နှင့်မူမတ်တို့ရှိမှလျှောက်ထား၏ ထိုးစကားကိုရှင်ဘရင်နှင့်မူးမတ်တို့သည်နှစ်သက်၍မမှုကံလျှောက်သည့်အတိုင်းရှင်ဘရင်ပြုလျက် လူတိုင်းမိမိအိမ်ကို အုပ်ဆိုးရမည်အကြောင်းမိမိလူမျိုးစကားကိုပြောရမည်အကြောင်းအတိုင်းတိုင်းအပြည်ပြည်ဘာသာစကားအတိအတိကို အနက်ပြန်၍နိုင်ငံတော်အရရက်တို့အမိန့်တော်စာကို ပေးလိုက်တော်မူ၏အာမင် God bless you